ဒီနေ့တကူလာကန်၄ရက်ဧပြီလ၁ရက်နေ့အဲငလျင်လှုပ်ပြီး၄ရက်မြောက်အချိန်လေးဖြစ်ပါတယ်အလုံးတာဃာတွေဆုံးဖုံးပေးနေတဲ့အချိန်အများကြီးအောင်ပြင်ရအောင်နော်အဲဒီနေ့ဆုံးလူရှင်ကတော့ဒီလိုလူတွေမြန်မာမြန်မာမန္တလေးရပါမယ်ဟိုဒီကျွဲဆောက်လို့ အမိသားစုတွေရဲ့အမျိုးတွေပေါ့နော်နောက်တစ်ခုကတော့ဒီမှာအတင်ငန်းတွေလည်းလှူနေပါလေကနောက်လက်ကင်ဝိုင်းလည်းလှူနေပါလေအဲတော်ရိုက်စီတော်ရိုက်တံတွေလည်းလှူနေပါလေအဲစွန်းစားလို့ပြန်လာတဲ့ခါကျတော့လက်ကင်ဘွားကတော့အပါစိတ်ပေါ့တင်ငန်းကတော့ငါဝတ်ဆရာမရှိတဲ့သူကလိုအပ်တဲ့သူကအလူခံကြပါမယ်။ဒါနဲ့ဒီစားလိုက်တောင်လည်းလိုအပ်တဲ့လူလည်းလိုခံရပါမယ်။ အဲမဆိုရင်တတ်တယ်မှာမလဲရပဲမာမာနိုင်ကဆရာတော်တွေနဲ့နိုင်ကဆရာတော်များအားလုံးစုပေါင်းအစည်းအဝေးခိုင်ပြီးတော့ကော်မတီဖွဲ့ရတာအဲလူခံဌာနဖွင့်လိုက်ပါပြီအဲမဆိုရင်တတ်တဲ့အတွက်အဲလူခံလူတဲ့ပုံစံတွေနဲ့အနေနဲ့ရက်ကနေပြီးတော့အဲလူခံလူရပါတယ်နော်အဲလူခံဌာနဖွင့်လို့ထားပါတယ်အဲဒီဒီအကောင့်တွေတော့ဗန်အကောင့်တွေတော့အကုန်လုံးဟိုစီရင်ပြုပြီးထားပါတယ်ဆရာဆရာဆက်တယ်လို့ရအဲဦးဇင်းတို့တဟာရအကြောင်းကတော့ ဒီနေ့ရောက်လာတဲ့ဟာဒီတမျိုးလုံးနဲ့ဆိုင်တာဟိုငလင်းကလေးအလုံးပဲဆိုလို့ရှိရင်တော့ဦးဇင်းတို့တဟာရအကြောင်းမှလက်ခံပါတယ်အဲမဆိုရင်တက်တက်ကနိုင်ကအဖွဲလက်ခံပြီးတော့ ဟိုတခြားအတွက်ကဦးရအောင်လက်ခံလက်ခံဒီလက်ပုံနော်မနေ့ကရှင်တော့အခုတ်ကွာလာဖို့တဲ့ဟိုတာလဘတ်တွေတဲထိုးလို့လည်းရတယ်ခင်အိမ်လို့လည်းရတယ်အဲ့ဒါတော့ဟိုမြတ်တောင်လည်းရောက်ပါပြီနော်မဆွေရင်တော့မဆွေရင်တတ်တယ်လေဒီအမျိုးသားစီတာပြီးတော့ဟိုကိုပြင်းနေမှာအိတ်နေကြတဲ့တန်ဃာတော်တွေပလက်ဖောင်းပေါ်မှာအိတ်နေကြတဲ့တန်ဃာတော်တွေအကုန်လုံးလည်းလိုက်လံအဲလူစားမှုပါလေနော် ကုလသုံးပိမံသွင်းနေမှာအိတ်နေတဲ့ဒီလိုမြတ်တော်ပလပေါ့ပေါ့မှာအိတ်ကြီးအိတ်နေတဲ့တန်ဃာတော်တွေဟိုလေသားရဲ့အနောက်ဘက်မှာအိတ်နေတဲ့တန်ဃာတော်တွေရောလူတွေရောအကုန်လုံးလိုက်လံပြောင်းပြီးပါပြီအဲ့လိုအများအတွက်လိုအပ်ချက်ကိုတော့အဲဥစဉ်ကြီးလူလို့ရပါတယ်ဒုက္ခကြေးတွေရောက်ပို့ပါမယ်အဲဆုံးရတော့ဒီတန်ဃာတော့သင်အားသိရှိတော့ပေါ့နော်အဲ့တော့ဒီကပို့တဲ့ဆုံးတွေကိုလိုအပ်တဲ့နေရာတွေမှာလိုက်ပြီးတော့လှူဒါန်းဖို့တဲ့ပေါ်ဘူးလေးတွေလောက်ထားပါတယ်နော် အဲဆေးရုံတွေကိုလည်းပို့ရတယ်ခြံကြီးကြိုင်တွေနဲ့လာယူကြပါတယ်အဲအားလုံးတော့ဒကာဒကမတွေကာလဌာနအနေနဲ့လွယ်ချက်များပြားနေတဲ့အချိန်မှာဝိုင်းဝန်းထောက်ပံ့လူရနာဟာအကျိုးကြီးမားဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းအတိအကျကိုလေ့ကျင့်ပြတာပါပဲဖြစ်တာကအဲမဆိုရင်တိုက်တဲ့ တန်ဃာတော်တွေထဲမှာမှအစာဖြေရင်းနဲ့အဲတိမ်ပါပြီးတော့ပြန်လွန်တော်မူကြတာက22ပါးရှိပါတယ်။ကြောင်းတန်းကြောင်းတန်းကြောင်းအဆောင်တန်းကြောင်းအဆောင်တန်းမှာ22ပါးဆရင်ကိုလိုက်လံကတ်ထားပါတယ်နော်။အဲ့လိုပဲထိကတ်တန်ရတဲ့တန်ဃာတွေအလုံး58ပါးရှိပါတယ်ဗျ။အဲတချို့ကတော့ဆေးရုံအသီးသီးမှာပါဗျာ။တချို့ကတော့ကိုနီးကိုဟာနဲ့ကုနေကြတယ်ပေါ့နော်။ အဲတချို့ကတော့စိတ်ရောနေဆင်းလာကြပြီပေါ့ဒါပေမဲ့အကုန်လုံးကဒဏ်ရာကြီးမတဲ့သူတွေဖြစ်ပါတယ်အသက်အန္တရာယ်တော့မရှိကြပါဘူးအဲဒါလေးကိုသိစေချင်ပါတယ်